ရည်ဖြူမြို့နယ်ဧကနီရွာမှာစစ်ကောင်စီတပ်သားတွေနဲ့တော်လန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရတယ်လို့ရည်ဖြူပောက်ကဖကမနေ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့ကဧကနီရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်သားတွေကစုခွာထွက်ပြေးသွားတယ်လို့လည်းရည်ဖြူပောက်ကဖကဆိုပါတယ်။ ထိုင်းနိုင်ငံနဲ့တနင်္သာရီတိုင်းဒိုဝဲခရိုင်နယ်စပ်မှာရှိတဲ့ငရမ်းနေစခန်းကစစ်ကောင်စီတပ်သားတွေအားလုံးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစခန်းဆော့ခွာထွက်ပြေးသွားတယ်လို့ KNU တပ်မဟာလေးမြစ်ဒိုဝဲခရိုင်ရဲ့အတွင်ရင်မှုဘရိုအနာကဆိုပါတယ်။ဒိုဝဲထိုင်းနယ်စပ်ထက်ကတီခီနဲ့ဘော်တီနယ်စပ်စခန်းတွေကိုတော်လရင်တပ်တွေဘက်ကတင်ပိုက်ပြီးနောက်ငရမ်းနေစစ်ကောင်စီစခန်းကတပ်သားတွေမနေ့ကမနက်ပိုင်းမှာစခန်းဆော့ခွာခဲ့ကြတာပါ။ ဘော်ဒီစခန်နဲ့ငရမ်းနေနေဆက်စခန်က16မိုင်လောက်သာကွာဝေးတာဖြစ်ပြီးဘော်ဒီစခန်ကိုသိမ်းပိုက်ပြီးနှစ်ရက်အကြာမှာစခန်ဆော့ခွာထွက်ပြေးကြတာဖြစ်ပါတယ်။ငရမ်းနေစခန်ကိုစစ်ကောင်စီတပ်သားတွေစခန်ဆော့ခွာထွက်ပြေးရမှာထိုင်းစစ်တပ်ဘက်ကလာဂျူရာနဲ့အကူအညီပေးတာတွေလှုံ့ဆော်ပေးခဲ့တယ်လို့လည်းသိရပါဗျ။နှစ်ဖက်စစ်ရေးအခြေအနေတွေတင်းမာနေတာကြောင့်အရေးပေါ်စစ်ဆောင်နေရတဲ့လောင်လုံးဒေသခံအရက်သားပြည်သူတွေကို ဒဝဲခန်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကအခြေခံစားတောက်ကုန်တွေထောက်ပံ့ပေးခဲ့ပါတယ်။မနီကမနက်ပိုင်းကလောင်လုံးမြို့နယ်ကညုံကျောင်းရွာအရှိတ်ဒဝဲမြစ်ထဲကိုစစ်သည်မောနှစီရောက်လာပြီးကညုံကျောင်းရွာဘက်ကိုလက်နက်ကြီးတွေပစ်ခတ်ခဲ့လို့တရွာလုံးနီးပါးအရေးပေါ်ဆစ်ဆောင်ခဲ့ကြရတာပါ။ မနေ့ကမနက်ပိုင်းမှာပဲ DGMSC ရဲ့လူမှုကူညီရေးဆက်ကော်မတီကနေစမ်းစီခောက်ဆွဲဆရဲအခြေခံစားတောက်ကုန်တွေကိုတွားရောက်လူရန်ထောက်ပံ့ပေးခဲ့တာပါပြည်တွင်းရွှေဈေးတစ်ကျပ်သားကို7.80အထိဈေးတက်လာတယ်လို့ပြည်တွင်းရွှေဈေးကွက်ကနေသိရပါဗျ။မနေ့ကညနေခင်းရွှေဈေးကွက်ရဲ့အပိတ်ဈေးဟာစစ်ကြောက်ပဲရေတစ်ကျပ်သားကိုရောင်းဈေးကျပ်8.2000အထိဈေးတက်လာတာဖြစ်တယ်လို့သိရပါဗျ။ အခုလိုမျိုး7380ဝန်းကျင်အထိဈေးတက်လာတာကြောင့်အခောက်ရွှေဆိုင်အချို့အယောင်းဝယ်ပိတ်လိုက်ရတယ်လို့လဲရွှေအယောင်းဝယ်လုပ်သူတွေကဆိုပါတယ်